လာပါခင်ဗျာ DBB တွစ်ဆုံမင်းမြန်ကအစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့စတူဒီယိုဖိတ်ခေါ်ထားသူကတော့ဒီမြန်မာပြည်လူခွင့်ရေးကိစ္စတွေကိုဒီပြပမှာလဲနှစ်20ကျော်လောက်เนาะကျိုးပန်းဆောင်ရွက်ခဲ့တဲ့သူအခုလက်ရှိဒီမြန်မာပြည်တွင်းဝင်ပြီးတော့မှ Equality မြန်မာရဲ့ Director ဖြစ်တဲ့ဦးအောင်မျိုးမင်းဖြစ်ပါတယ်ဦးအောင်မျိုးမင်းရဲ့ဒီနှစ်20ကျော်လူခွင့်ရေးကိစ္စတွေဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံတွေအခုမြန်မာပြည်မှာနိုင်ငံရေးအပြောင်းအလဲတွေဖြစ်နေတဲ့အချိန်အစိုးရအပြောင်းအလဲဖြစ်နေတဲ့အချိန်ဒီမိုကရေစီအစိုးရဖြစ်နေတဲ့အချိန်မြန်မာပြည်လူခွင့်ရေးအချိန်တွေဘယ်လောက် ဘယ်ခြေအနေမှာရှိနေတယ်ဆိုတာကိုကျွန်တော်ဒီနေ့တွေ့ဆုံဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကောမင်းမင်္ဂလာပါဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ကောမင်းမင်းကျွန်တော်တို့2014ပြီးခဲ့တဲ့နှစ်နှစ်လောက်ကဒါအစိုးရမပြောင်းသေးတဲ့အချိန်ပေါ့နော်ဒီ BB နဲ့တွေ့ဆုံမင်းမြန်ကတူမှာပြောခဲ့တာရှိပါတယ်မြမပြည်ဟာလွန်ခဲ့တဲ့နှစ်နှစ်ကအချိန်ကြီးပေါ့နော်ဒီဒီလူ့ခွင့်ရေးအစိုးဘက်ကနေပြီးတော့မှအကောင့်ဘက်ကိုဥတည်နေတယ်ဆိုပြီးပြောခဲ့တာရှိပါတယ်အဲ့တော့အခုလက်ရှိအချိန်နေဘယ်လောက်ထိရှိခီးသွားပြီလဲဒါမှမဟုတ်တော့ပြန်ပြန်ဆုတ်သွားသလား အာကျွန်တော်တို့ဒူးခွေနဲ့ပတ်သက်ပြီးတော့အရင်ပြောခဲ့တယ်လို့ပေါ့နော်အရင်တော့ကအရန်ဆိုးဝါးခဲ့တဲ့ကာလတခုဖြတ်တန်းခဲ့တော့အခုလိုမျိုးအရင်အစိုးရလက်ထက်မှာတချို့သောပြပြင်ပြောင်းလဲမှုတွေကရှိလာခဲ့တဲ့အတွက်နည်းနည်းတော့ကျွန်တော်တို့အပေါင်းလက္ခဏာဘက်ကိုစံလာပြီလို့ကျွန်တော်ပြောခဲ့ပါတယ်ဟုတ်ပါတယ်အခုလက်ရှိအစိုးရအနေနဲ့ပြောမယ်ဆိုရင်တော့အပေါင်းလက္ခဏာဆောင်သောအခြေအနေတွေရောက်နေတယ်ဒါပေမဲ့တချို့သောကိစ္စတွေမှာရှစ်ဆက်တိုးမှုအတွက်အခက်ခဲတွေဆက်လက်ရှိနေတုံးမယ်ဆိုတဲ့အကြောင်းအရာတချို့ကိစ္စဆိုတာဘယ်လိုကိစ္စမျိုးဟုတ်ကဲ့ပထမဆုံးကျွန်တော်ပြောချင်တာတော့ B twins เนาะကျွန်တော်တို့ပြိပခကိစ္စတစ်ခုပါအရင်တုန်းကလည်းဖြစ်ခဲ့တယ်အခုလည်းကျွန်တော်တို့ဆက်လက်ဖြစ်နေတယ်ဥပမာပြည်တွင်းမှာကျွန်တော်ဖြစ်နေပြည်တွင်းစစ်လူတော်ခေါ်လို့ရတဲ့ဒီလက်နက်ကင်ပြိပခတွေကအမှန်ဆိုချုပ်ငင်းတင်ပါပဲအခုဒီအစိုးရလက်ထက်မှာဒါနဲ့ပတ်သက်ပြီးတော့ငင်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးမှုတွေကြိုးပမ်းမှုတွေကျွန်တော်အတိအမှတ်ပြုတယ်ကျိုးဆူတယ်ကျွန်တော်အတိအမှတ်ပြုတယ်လူတုကမျောလင့်တောင့်တမှုတွေအများကြီးရှိတယ် ညှော်လင့်ချက်တွေလည်းအများကြီးရှိခဲ့တယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့တစ်ဖက်မှာငြိမ်းချမ်းရေးကိစ္စကိုသွားနေတည်တိုင်အောင်တကယ်မြေပြင်မှာဆိုလို့ရှိရင်တိုက်ပွဲတွေဖြစ်နေခြင်းကိစ္စကအလုံးအသိပါပဲဟုတ်ကဲ့နော်အဲ့တော့တိုက်ပွဲတွေဖြစ်နေခြင်းကိစ္စကြောင့်ကျွန်တော်တို့လူခွေးကိစ္စကိုသုံးသပ်မယ်ဆိုရင်အပြစ်မဲ့ပြည်သူလူထုတွေတေဆုံးတာတွေကျေးလက်တော်ရဒေတာတွေမှာရှိတဲ့သူတွေတစ်ခါတလေဖမ်းဆီးနှိပ်စက်ခံရတာတွေကျွန်တော်တို့ရှိနေတယ်အဲ့တော့တစ်ဖက်မှာကြိုးပမ်းမှုကိုရှေ့ကိုသွားပြီမဲ့တကယ်လူခွေးရသွားပြီသွားနိုင်သလား သွားတင်သလားမသွားနိုင်မနဲ့တိုက်ပွဲနေဖြစ်နေခြင်းတခုကကျွန်တော်တို့ပထမဦးဆုံးသွားခြင်းပေမဲ့တိုးလို့မရတဲ့အခြေအနေတခုလို့ကျွန်တော်ပြောချင်တယ်။ဒါကတော့ဒီပြည်တွင်းစစ်ပြိပခါတွေမှာ ဖြစ်နေတဲ့ဒါနမူနာတခုပြောတာပေါ့နော်။ဟုတ်ပါတယ်ဟုတ်။အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှပြောကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတကာဒီဆောင်းမရှင်တွေဝေဖန်တာလည်းရှိပါတယ်ပြည်တွင်းဆောင်းမရှင်တွေဝေဖန်တာလည်းရှိပါတယ်။ဒီကိစ္စမှာပြည်တွင်းစစ်ဖြစ်နေတဲ့စစ်တပ်ကတစ်ဖက်အစိုးရကတစ်ဖက်ဆိုတာမျိုးဖြစ်နေတယ်။ဆိုလိုတာကအစိုးရကိုယ်တိုင်ကစစ်တပ်ကိုစစ်တပ်ကိုခဏလို့ ာနာမရှိဘူးပေါ့နော်စစ်တပ်ပေါ်မှာလွှမ်းမိုးနိုင်တဲ့အာနာမရှိတဲ့အခါကျတော့ဒီတိုက်ပွဲတွေဆက်ဖြစ်တယ်တိုက်ပွဲတွေဆက်ဖြစ်ရင်ခဏကော်မရှင်ပြောသလိုမျိုးအရက်သားတွေထိခိုက်မှုတွေဆက်တိုက်ကြားရတာမျိုးရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့တခြားဘလိုနီးလန်းမျိုးနဲ့သွားပြီးတော့မှဒီလိုကိစ္စတွေဥမာအရက်သားတွေထိခိုက်တဲ့လူ့ခွင့်ချိုးဖောက်မှုတွေကိုထိန်းချုပ်နိုင်မလဲအဲ့တော့ခုနလိုစစ်ပွဲတွေဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အစိုးရတည့်ရပဲအော်နေလို့မရဘူးဗျတကယ့်ကိုတိုက်ပွဲတွေကိုဆင်နွှဲနေတဲ့တပ်မတော်ဒီကလည်းဒီစစ်ကိုတားဆီးခြင်းနဲ့ဟာမျိုး ော်အပြစ်ခတ်ရက်ဆဲဖို့တွေလိုအပ်တယ်လို့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တကယ့်ကိုရက်ဆဲဖို့အတွက်နီးလန်းရှာဖို့လိုတယ်အခုကခုနပြောသလိုပဲကျွန်တော်တို့မှာပြည်ရင်းစစ်ကိစ္စလက်နက်ကိုင်ပြည်ပခါပြောမယ်ဆိုရင်အစိုးရအတတ်တက်ကတတ်တက်ဖြစ်တယ်အဲ့တော့ဒီအခြေအနေကြီးကိုယ်တိုင်ကကျွန်တော်တို့တိတ်ပြီးတော့ပုံစံမကျတဲ့အရာမျိုးဖြစ်နေတယ်ဗျ။အမှန်တလို့ရှိရင်တော့ကျွန်တော်တို့ကဒီကိစ္စမှာပါဝင်ပတ်သက်တဲ့တက်ဒီပေါ်မှာအစိုးရကလည်းကျွန်တော်တို့ဒီစကားတွေပြောပြီးတော့ဒီကိစ္စရက်နိုင်အောင်လှုံ့ဆော်နိုင်တဲ့ အဟန်တာအခွင့်အလမ်းမျိုးရှိရမယ်ဒါပေမဲ့မရှိဘူးအရင်နေ့ကလည်းကျွန်တော်ဖြစ်တယ်တမရကြီးဦးသိစိန်လက်ထက်ကလည်းပြောခဲ့တယ်စစ်ပွဲတွေဖြစ်တယ်အခုအချိန်မှာဒါမျိုးဖြစ်နေတဲ့ဟာငင်းချမ်းရေးကိုကျွန်တော်တို့ဒီပင်လုံးနီလာကန်လုံးပုံစံမျိုးနဲ့ခေါ်ပြီးတော့လှုပ်ဆောင်နေတယ်ဒါပေမဲ့စစ်တပ်ကဒါကိုအလေးမထားဘူးအဲ့ဒါကိုယ်တိုင်ကကျွန်တော်တို့ကဒီမိုကရေစီဆိုတဲ့အယက်သားအစိုးရရဲ့เนาะတောင်းလေနေပုံစံမျိုးသူရဲ့ policy တကယ်တမ်းအကောင့်ထဲမပေါ်နိုင်တာဖြစ်တယ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါကဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲဒါမျိုးကိုခွင့်ပြုထားနေတယ် တကယ်တမ်းအပြစ်ခတ်ရဲစဲသည့်တိုင်အောင်တကယ်လက်နဲ့ကင်တိုက်ခိုက်နေတဲ့စစ်တပ်ကိုကျွန်တော်တို့ကဘလို့မှဖိအားမပေးနိုင်တဲ့ပုံစံကိုယ်တိုင်ကလူခွေးရအမှန်တကယ်ရပြီလားဒီမိုကရေစီလမ်းကြောင်းတိုင်းအမှန်တကယ်သွားပြီလားဆိုတာမေးခွန်းထုတ်စရာအများကြီးဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့ဒီကွန်မင်းမင်းကျွန်တော်တို့ပြောပူတာတခုရှိပါတယ်အရင်အင်တာဗျူးတွေတုန်းကဆိုတော့ဒီအာနာရှင်စနစ်ကိုမလိုချင်တဲ့လူတွေကိုယ်တိုင်ကိုကဒီကိုကိုယ်တိုင်ကအာနာရှင်မဖြစ်ဖို့လိုတယ်ဆိုရယ်ပြီးတော့ လူအခွင့်အရေးချိုးဖောက်တဲ့အစိုးရကိုမလိုချင်တဲ့လူတွေကိုယ်တိုင်ကလူခွင့်ချိုးပေါက်တာမျိုးမဖြစ်ဖို့လိုရဲဆိုတာမျိုးပြောခဲ့တာရှိပါအဲ့တော့ခဏကျွန်တော်တို့သတင်းတွေမှာဆိုလို့ရှိရင်အခုစစ်တပ်ကလူခွင့်ချိုးပေါက်တယ်ကျွန်တော်တို့ဒါနှစ်ပေါင်း20ကျော်နှစ်ပေါင်း30လောက်တောက်လျှောက်နိုင်ငံတကာမီဒီယာတွေမှာလည်းကျွန်တော်တို့ပြောခဲ့ကြတယ်ရှိခဲ့ကြတယ်အစီအစဉ်ခံစာတွေထွက်ခဲ့ကြတယ်အခုဒီအခုနောက်ဆုံးဖြစ်နေတဲ့တိုက်ပွဲတွေဆိုအရသာတရားတွေအများကြီးရှိဒါလက်နက်ကင်တိုင်းသားတွေဘက်ကပြစ်တဲ့ကြီးစံတွေဆိုတာမျိုးကျွန်တော်တို့သတင်းတွေမှာဖတ်ရတာမျိုးရှိတယ်အဲ့တော့ဒီမှာလည်းကျွန်တော်တို့အမှားယွင်းတွေများဖြစ်နေမလားဒီ တိုင်းသားလက်နက်ကိုင်တွေကိုယ်တိုင်ကလည်းခဏလိုစစ်တပ်ကလုတ်ခဲ့တဲ့အရာရှိမယ်လုံနေတာရှိမှာပေါ့တိုင်းသားလက်နက်ကိုင်တွေကိုယ်တိုင်ကလည်းဒီဘက်မှာအားနေနေတာမျိုးဖြစ်နေတာပြိပခါတွေကြားထဲမှာဟုတ်ကဲ့အခုဆိုကျွန်တော်တို့ဒီမူဆယ်ဘက်မှာဖြစ်နေတဲ့ကိစ္စမျိုးဆိုလို့ရှိရင်အပြစ်မဲ့အရက်သားတွေထိခိုက်တာတွေနောက်ခုနလိုကျွန်တော်တို့တူနာပြုရင်တို့နော်ကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေကိုတိုက်ခိုက်ခံရတာကိစ္စတွေ့နေရပါတယ် အမှန်တော့ကျွန်တော်စစ်ပွဲဆိုင်ရာဥပဒေဆိုတာကျွန်တော်ဂျနီဗာကွန်ဗင်းရှင်းလို့ခေါ်တဲ့လူလူချင်းစာနာထောက်ထားသောဥပဒေတွေပါဝင်ပါတယ်တပ်တွေသူ့ဘက်သူတိုက်တာဒါစစ်ပွဲအရာပါစစ်ဥပဒေတပါဒါပေမဲ့အရက်သားတွေပါဝင်လာပြီဆိုလို့ရှိရင်လူသားချင်းစာနာမှုအကူအညီကိုကျွန်တော်တို့လေးစားဖို့လိုအပ်တယ်လူသားချင်းစာနာတဲ့ဥပဒေတွေကိုကျွန်တော်တို့တံမိုးထားဖို့လိုအပ်တယ်တက်တစ်ဖက်တည်းလွတ်ဆောင်လို့မရဘူးဟုတ်ကဲ့ပါဝင်ပတ်သက်နေသောတက်အားလုံးကဒါကိုသဘောပေါက်ဖို့လိုအပ်တယ် ဲ့တော့အခုလိုမျိုးဖြစ်နေတဲ့အချိန်အငင်းပွားမှုတော့ရှိတာပေါ့ဟိုဘက်ကလှုပ်တယ်ဒီဘက်ကလှုပ်တယ်ဒါပေမဲ့လူခွင့်ရကြည့်မယ်ဆိုရင်ဟိုဘက်တက်လှုပ်မှပြောမယ်ဒီဘက်တက်လှုပ်လို့မပြောဘူးဆိုတဲ့ပုံစံဖြစ်ဘူးဘသူပဲလှုပ်လို့အရက်သားတွေပေါ်တိုက်ခိုက်ခြင်းကလေးများနဲ့အမျိုးသမီးများပေါ်မှာအကြမ်းဖက်ခြင်းခုနကကျွန်တော်တို့မသက်ဆိုင်တဲ့အပြစ်မဲ့ပြည်သူတွေကိုခုတုံးလုပ်ပြီးလှုပ်ဆောင်နေမြကျူးလွန်နေမြဘယ်နှစ်ဖက်စလုံးကလူခွေချိုးဖောက်မှုအထူးဖြင့် Geneva Convention ကိုခေါ်တဲ့လူသားချင်းစာနာမှုဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက်ဘယ်သူကျူးလွန်ကျူးလွန် လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကတော့ကျွန်တော်တို့ဒါကိုကျွန်တော်ရှုံချရမှာဖြစ်ပါတယ်ဒါမှသာလူ့အခွင့်အရေးကိုကာကွယ်တာဖြစ်မယ်ဒါမှမဟုတ်တစ်ဖက်လောက်တာတော့ပြောတစ်ဖက်လောက်တာမပြောဘူးဆိုလို့ရှင်တော့ဒါကကျွန်တော်ဘက်လိုက်တော့အရာဖြစ်တယ်ကျွန်တော်တို့ကကျူးလွန်တဲ့သူကိုကျွန်တော်တို့မကြည့်ဘူးကျူးလွန်ခံရတဲ့သူတွေကဘာတူလဲအဲ့ဒီပုံမှာဘယ်လိုမျိုးလူ့အခွင့်အရေးချိုးဖောက်မှုလှုပ်ဆောင်လဲအဲ့ဒီပုံမှာမူတည်ပါတယ်စစ်တပ်ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုပါလက်နက်ကင်တပ်ဖွဲ့တွေကျူးလွန်လို့ရှိရင်လူ့ခွေချူဖောက်မှုကဒါကိုကျွန်တော်တို့အမှန်တရားအတိုင်းကျွန်တော်တင်ပြဖို့လိုအပ်ပါတယ် ုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဒီပြိပခါတွေနဲ့လူခွင့်ချိုးဖောက်မှုတွေအကြောင်းပြောသွားတာပေါ့နော်ကျွန်တော်တို့ဒီဗမာပြည်မှာကော်မျိုးမျိုးတို့လည်းတောက်လျှောက်ဒါလူခွင့်ကိစ္စလုပ်ခဲ့တယ်အရင်တော့ကဆိုလို့ရှိရင်မြန်မာပြည်မှာလူခွင့်နဲ့ပတ်သက်တဲ့ဒီအဖွဲ့အစည်းအစိုးရကိုယ်တိုင်ကအတိမတ်ပြည့်တဲ့ဘွယ်စီမရှိဘူးလုတ်တဲ့လူတွေတော့မှထောင်ချခဲ့တဲ့ကာလတွေရှိခဲ့တယ်အခုအစိုးရတစ်ဟိုပြီးခဲ့တဲ့အစိုးရတစ်တက်လာတဲ့အခါကျတော့ဒီလူခွင့်ကော်မရှင်ဆိုပြီးတော့မှပေါ်လာတာရှိပါတယ်အဲ့တော့လူခွင့်ကော်မရှင် မာလည်းပြီးခဲ့တဲ့လပိုင်းဆိုရင်ညှိပွားမှုတွေအများကြီးရှိခဲ့ပါတယ်။ညှိပွားကိစ္စပေါ့။ညှိပွားကိစ္စနော်။ဟုတ်ကဲ့။အဲ့တော့အခုလက်ရှိဒီလိုမျိုးအရေးကြီးတဲ့ organization တခု mechanism တခုကြီးဘယ်လောက်ထိအလုပ်လုပ်နိုင်ပြီလဲ။ဒီလိုကိစ္စမျိုးတွေကျွန်တော်တို့ခဏပြောသွားတဲ့စစ်ပွဲလိုကိစ္စမျိုးတွေမှာဒီ mechanism ရဲ့အလုပ်လုပ်ပုံတွေမှာအားနည်းချက်တွေများရှိနေမလား။ comment ဘယ်လိုများပြောချင်လဲ။ဟုတ်ကဲ့လူခွေးကော်မရှင်ကိုကျွန်တော်တို့ထောက်ပြဝေမှမှုတွေအများကြီးရှိပါတယ်လူခွေးကော်မရှင်ဆိုတာကကျွန်တော်တို့ပြင်သစ်မှာကျွန်တော်ချမှတ်ထားတဲ့ Paris Principle ကိုလည်းကိုင်ညီရမယ်အတိအကလွတ်လပ်မှုရှိရမ သူ့ရဲ့လှုပ်ဆောင်မှုတွေကအစိုးရကနေထိန်းချုပ်မှုမရှိအောင်နောက်တစ်ခုကထိအောင်မှုရှိအောင်လူခွင့်ရေးကိစ္စကိုသူပြောထားတဲ့အတိုင်းသူ့ရဲ့တာဝန်ရှိတဲ့အတိုင်းထိထိရောက်လှုပ်ဆောင်မှုရှိရမယ်လူခွင့်ကော်မရှင်မှာပါဝင်တဲ့သူတွေကကျွန်တော်တို့အလွှာဆောင်ရမယ်နောက်ထပ်အရေးကြီးတာအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုရှိရမယ်ဆိုတဲ့တိုင်းတာပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိရှိနေတဲ့လူခွင့်ကော်မရှင်ကကျွန်တော်အမြင်နဲ့ပြောထားသလိုပါပဲသမရကရွေးချယ်တင်မြောက်ပြီးတော့အရက်ဖက်လူမှုအဖွဲ့အစည်းတွေကနေတိထားတဲ့သူတွေမဟုတ်ဘူးအဲ့တော့တခါတလေကျွန်တော် အစိုးရတက်ဒီမှာဖြစ်သူမိုးကြွှေကိုကြီးများနေတယ်အားလုံးကလည်းအရင်တော့အစိုးရဘက်မှာတာဝန်ယူထားတဲ့လူတွေဖြစ်တော့လူတွေကပို့ပြီးတော့ပြောစရာဖြစ်တာပေါ့နောက်ထိအောင်လှုပ်ပိုင်ခွင့်နဲ့မှာသူတို့မှလှုပ်ပိုင်ခွင့်ကအမှန်တော့ပေးထားပါတယ်ခင်ဗျာလူလက်လူခွင့်ရေးကိုကျွန်တော်တို့ကာကွယ်ရေးနဲ့လူခွင့်မြစ်တည်နှစ်ခုလုံးလှုပ်ဆောင်ထားတယ်အဲ့တော့လူခွင့်ကာကွယ်ရေးရတိုင်ကြားမှုတွေကိုလှုပ်ဆောင်ပေးရမယ်ဆိုတဲ့အရာတွေရှိတယ်မြစ်တည်ရေးရအစိုးရကိုလေးစားလိုက်နာအောင်တိုက်တွန်းပြောဆိုတာရှိမယ်ဒါပေမဲ့စစ်ပွဲဖြစ်တိုင်းဖြစ်တိုင်းလူခွင့်ကော်မရှင်ကငြိမ်နေပါတယ် တချို့ဆိုရင်အရင်တော့ဒီလူခွင့်ကော်မရှင်ဥက္ကဋ္ဌရဲ့မီဒီယာနဲ့ပြောဆိုချက်ဆိုလို့ရှင်စစ်ပွဲတွေမှာဘယ်နှစ်ဖက်စလုံးကျူးလွန်တာဖြစ်တဲ့အတွက်တို့ဒီကိစ္စကိုမပြောဘူးဆိုတာကကျွန်တော်တို့လစ်လူရှုချင်းသဘောမျိုးတက်ရောက်နေတယ်။အဲ့တော့အမှန်တော့ဘယ်သူပဲကျူးလွန်ကျူးလွန်ကျူးလွန်မှုကိုလူခွင့်ကော်မရှင်ကမမမမထုတ်ဖော်ပြောဆိုပြီးတော့ကျူးလွန်တဲ့သူတွေရက်တက်အောင်လှုပ်ဆောင်ပေးဖို့လိုအပ်တယ်။အစိုးရကတာဝန်ရှိတဲ့ဂျနီဗာကွန်ဗင်းရှင်းလိုအရာတွေ ောက်တစ်ခါကျွန်တော်တို့အမျိုးသမီးနဲ့ကလေးတွေကာကွယ်စောင့်ရှောက်မယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့စုံဖြတ်ချက်အမှတ်1325တွေကိုလိုက်နေတယ်ဒါတွေကမြန်မာစုကလက်မှတ်ထိုးပြီးသားကိစ္စဟုတ်ကဲ့အကုန်လုံးထိုးထားပြီးသားပါလက်ဒါလည်းလက်မှတ်ထိုးစရာမလိုဘဲနဲ့လူခွေးလုံးကြုံရေးကောင်စီကနေချမှတ်ထားတဲ့အရာဖြစ်တဲ့အတွက်လက်မှတ်ထိုးစရာမလိုဘဲနဲ့နိုင်ငံတိုင်းလိုက်နာမှာ customary international law တွေဖြစ်ကုန်ပါပဲ။လိုက်နာတင်သောနိုင်ငံတကာဖြစ်တဲ့အတွက်လက်မှတ်ထိုးခြင်းမထိုးခြင်းတော့မဆိုင်ပါဘူး။ဒါပေမဲ့အဲ့ဒါတွေကိုဖော်ထုတ်ဖို့နောက်တစ်ခါအဲ့ဒီနေရာတွေမှာဖြစ်တတ်သောလူခွေချိုးဖောက်မှုတွေတိုင်ကြားလာရင်အရေးယူဖို့ ျွန်တော်တို့အဲ့ဒီပိုင်းမှာတော့လူခွင့်ကော်မရှင်ကအခုလက်ရှိအချိန်ထိအားနည်းနေတော့မှာပဲအဲ့တော့လူခွင့်ကော်မရှင်ရဲ့လွတ်လပ်မှုကိုမေးခွန်းတွေထုတ်တယ်လို့သူရဲ့ထိရောက်မှုလည်းလူတွေကတန်တရားရှိနေတဲ့အခြေအနေမျိုးဖြစ်နေတော့မှာပဲအဲ့တော့ကျွန်တော်တို့ထိရောက်မှုအကြောင်းပြောလို့ရှိရင်ကျွန်တော်တို့ကော်မျိုးမျိုးကိုပဲကျွန်တော်တို့ကြည့်ကြည်တာပေါ့နော်လူခွင့်လှူရှားသူတယောက်နိုင်ငံခြားမှာတကယ်ကိုအချက်တဲကာလမှာနိုင်ငံခြားမှာရက်တည်ပြီးတော့မှလှုပ်ခရရတယ်အခုဘာပဲပြောပြောမြန်မာပြည်ထဲမှာလာပြီးတော့မှလှုပ်နေရတယ် ကော်မတီကကျွန်တော်တို့အရင်အင်တာဗျူးတွေမှာပြောခဲ့တာရှိတယ်အခုဟာကခစ်တရားဘယ်လိုဖြစ်လာလဲဆိုတော့ပြောချင်ရပြောတို့တော့အတန်ကုန်သွားမယ်ငါတို့တော့လို့လောက်ချင်မှလုပ်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်အဲ့ဒါကအခုချိန်ထိရှိနေတယ်လို့ပြောရမလားပြောင်းသွားပြီလားပြောင်းဖို့တာဆူနေပြီလားအရင်ကထက်ပြောလို့ရတာတော့တေချာတယ်အဖွဲ့အစည်းတွေနဲ့ဆိုလို့ရှိရင်မှတ်ပုံတင်လို့ရတာတွေလူခွင့်ရေးကိစ္စကိုအခုလိုသတင်းမီဒီယာပြောလာနိုင်တယ်တချို့အစိုးရပိုင်းမီဒီယာတွေမှာဒါကိုလည်းတင်ဆက်လာတာဒါတိုးတက်မှုပေါ့ဒါပေမဲ့ပြောလို့ရှိရင်တော့တကယ်တမ်းလေးစားမှုရှိရလားဆိုတဲ့အပိုင်းတွေပါ အဲ့ဒီနေရာမှာကျွန်တော်တို့ကနိုင်ငံတစ်ခုကိုကာကွယ်စောင့်ရှောက်ပေးတဲ့ဒါမှမဟုတ်အပြန်အလှန်လှုပ်ဆောင်နေတဲ့တရားဥပဒေပြုရေးလွတ်တော်တရားစီရင်တရားရုံးနဲ့အစိုးရအုပ်ချုပ်ရေးအစိုးရကိုကြည့်ရပါလိမ့်မယ်အခုနားထောင်မှုပိုင်းမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်လွတ်တော်ပိုင်းမှာတော့တော်တော်နားထောင်လာတယ်လွတ်တော်ကိုယ်စားလှယ်ကြီးကိုယ်တိုင်ကပြောတဲ့အချက်တွေကျွန်တော်ဖြစ်တဲ့ဥပဒေချမ်းတွေကိုကျွန်တော်တင်သွင်းတာတွေပြောင်းမှုတွေပြောတာဖြစ်တယ်ဒါပေမဲ့လွတ်တော်ပိုင်းမှာကအားကောင်းပြီးတော့ကျန်တဲ့အစိုးရပိုင်းမှာအားနေတာတွေအစိုးဆုံးကတရားစီရင်မှုအပိုင်းမှာ တကယ်တမ်းလူအခွင့်အရေးကိုလေးစားပြီးတော့တိုးတက်လာတဲ့အပိုင်းမှာတော့အားနေနေတယ်။အဲ့တော့တောက်တိုင်သုံးခုမှာတောက်တိုင်တစ်ခုပဲခိုင်ပြီးတော့ကြံတဲ့တောက်တိုင်နှစ်ခုပြိုလဲနေတယ်ပျက်စီးနေတယ်အားမကောင်းလဲဘာမှဖြစ်လာမှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်ပြောချင်တာလွတ်တော်ပိုင်းမှာတော့နားထောင်မှုတွေရှိလာတယ်။ပြည်သူ့အတန်လွှတ်တော်တန်ဆိုတဲ့အတိုင်းတင်ပြမှုရှိတယ်ဒါပေမဲ့လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်တခါတလေရင်ဖွင့်လာတယ်။ဘာလဲဆိုတော့ငါတို့ကတင်ပြီးတော့မိကုန်းနေတော့လားကောင်းကောင်းမဖြစ်ဘူး။ကောင်းမွန်တဲ့မိကုန်းမဖြစ်ဘူး။နောက်တရားစီရင်ပိုင်းကျတော့ဘာမှပြင်ပြောင်းလဲမှုမရှိဘူးဆိုတော့အတန်တွေက ကျန်တဲ့ထောက်တိုင်နှစ်ခုအားနေချက်လူတူကဖြစ်ချင်တဲ့ဆန္ဒတွေကိုထောက်တိုင်နှစ်ခုစလုံးကနေကျွန်တော်လေးစားတဲ့အတံပိုင်းမှာတော့ဆက်လက်စိတ်မကောင်းစရာပဲအားနေနေတယ်လို့ထောက်ပြချင်ပါတယ်လူတူအခြေပြုအဖွဲ့အစည်းတွေလူခွေလုံနေတဲ့အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍရှေ့ကထပ်ပို့ပြီးတော့မှအရာရောက်လာသလားမြန်မာပြည်အခြေအနေမှာအော်အခုဆိုလို့ရှိရင်အသင်းအဖွဲ့မှတ်ပုတ်တင်ဥပဒေအရာပေါ့နော်ကျွန်တော်တို့အသင်းအဖွဲ့တွေကိုလွယ်လွယ်ကူကူမှတ်ပုတ်တင်နိုင်တဲ့ မှတ်ပုံမဲ့တင်သည့်တိုင်အောင်ဒီအတင်းဖွဲ့တွေကလှုပ်ဆောင်နိုင်တယ်ဆိုတဲ့ဥပဒေကပေါ်လာပါတယ်ဒါအားကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့မသိမြင်နိုင်သောဖြစ်အားတွေကရှိနေတုံးပဲအထူးသဖြင့်လွတ်လပ်စွာထုတ်ဖော်ပြောဆို권ပါကျွန်တော်တို့အခုဆိုလို့ရှိရင်66ဂါကြီးဆိုတာတော်တော်ကြီးကိုလူတွေကြောက်เสียရဖြစ်လာအရင်တော့ကတော့905 ခါဝေးပေါ့နော်အဲ့တော့အခုနံပါတ်တော့ပြောင်းသွားတယ်ဒါပေမဲ့လူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုထိခိုက်တာဖြစ်ပါတယ်အဲ့တော့ဥပမာကျွန်တော်ဒီဆက်သွယ်ရေးဥပဒေ66ကာကြီးကိုပြောမယ်ဆိုရှင်လူတယောက်ပေါ်မှာကျွန်တော်တို့ဒီဂုတ်တိတ်ခါထိခိုက်အောင်ပြောဆိုတာအမှန်ကျွန်တော်ရာဇဝတ်ရာဇတ်ကြီးပုံမှန်မှာရှိထားပြီဒါပေမဲ့ဒါကလူရင်လူသလိုဆွဲနိုင်တာပိုးဆိုးတာဆွဲလိုက်တာနဲ့ထောင်ထဲကိုရောက်မှာအာမကမရဘူးဆိုတဲ့အရာမျိုးတွေကတခါတလေလှုပ်ချင်တယ်လို့လှုပ်ဖို့အတွက်ဆွဲထားတဲ့ဥပဒေဖြစ်နေဥပဒေက အလောက်အောင်မှုထက်ချုံနောက်မှုပိုများတယ်ဒါကိုအခုချိန်မှာဒါကိုဒီတိုင်းမဲ့ကျင့်သုံးနေခြင်းကတစ်ခါလေးကြာရင်ကျွန်တော်တို့မှာပါဇက်တွေကိုသတိထားနေရပါတယ်ဒါကျွန်တော်တို့ဆွေးနွေးနေတာကတော့ဒီမြန်မာပြည်ရဲ့လူ့ခွင့်ရေးအခြေအနေဘယ်လောက်တိုးတက်လာပြီလဲဆိုတဲ့အခြေအနေဖြစ်ပါတယ်အခုကျွန်တော်တို့ဒုတိယပိုင်းကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျ